အားလုံးပဲမြင်လာပါခင်ဗျာ AS Knowledge Sharing Channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်လူသားတွေ Tarot အသက်ရှင်လာတိုင်းတော့မှလာနဲ့ကြောက်အိုတွေကိုပြန်လည်မြှုပ်လှအောင်စမ်းတမ်းအောင်မြင်ခဲ့တဲ့အကြောင်းဆွေးနွေးပြတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Tarot အသက်ရှင်ဖို့ပတ်စံကျွန်တော်ရဲ့ခန္ဓာကိုယ် positive ဆောက်ပုံနဲ့ပုံမင်းရောက်ခြင်းအကြောင်းမြင်သိထားဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ် positive ဆောက်ပုံတွေကပုံမင်းရောက်ခြင်းတို့ကိုယ်ရဲ့ဇီဝပိယဆိုင်ရာဖြစ်စဉ်ကြောင့် ချင်းကြလာနေမြန်ကျွန်တော်ရဲ့ခနာကိုအတွင်းနေကဆဲတွေတ िश ူးတွေနဲ့အင်္ဂါစိတ်ပိုင်းတွေဟာသူပြပြယူရင်းပြစီလာပါတယ်နောက်ဆုံးမှာတော့သူတို့ရဲ့လုဆောင်မှန်ကနေတော့ဆွန့်ရှွန့်တော့အကြောင်းကျွန်တော်ရဲ့အသက်ရက်တံတော့အရင်ဖြစ်ပါတယ်ဒီအိုမေးရမှုဖြစ်စီရဲ့ဒီကဇီဝဗီယာဆိုင်ရာအကြောင်းအရာထဲလူမြည်ရယူတူတောင်းလာခြင်းဒီအနေပြစီမှုတွေစုပေါင်းလာခြင်းဆဲတွေအုံမင်းလာခြင်းပရိုတင်းတွေရဲ့လုဆောင်မှုတွေပြစီခြင်းမိုက်ထရိုကွန်ဒရီယာများပြစီခြင်းစတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ် ထဲလိုမျိုးရည်ဆိုတာကျွန်တော်တို့ရဲ့ DNA ကိုကာကွယ်ပေးတဲ့ chromosome တွေအစွန်းမှာရှိအကာအကွယ်ဖုံးလေးတွေပါမြင်တာအောင်ပြောရရင်ဖနက်ကျိုးထိပ်က plastic ဖုံးလေးလိုပါပဲဆဲတလုံးခွဲကြတိုင်းထဲလိုမျိုးရည်ဟာနည်းနည်းစီတူတောင်းလာပါတယ်သူတို့အရန်တူတောင်းလာတဲ့အခါဆဲတွေဟာထပ်ပြီးပေါ်နိုင်လည်းမရှိပါဘူးဆဲဟိုချင်း cellular senescence လို့ခေါ်တဲ့အခြေအနေကိုရောက်တော့ပါတယ်ဒီအိုဟောင်းဆဲတွေဟာခန္ဓာကိုယ်ထဲမှာစုပေါင်းလာတဲ့ယောဂါတွေဖြစ်စေနိုင်လို့နောက်ဆုံးမှာတော့ဆဲတွေတည်ဆောင်းရတာမျိုးဖြစ်ပါတယ် ကျွန်တော်ရဲ့ DNA ကခဲလွန်ရောင်ကြီးဓာတ်ရိပစ္စည်းတွေနဲ့ခန္ဓာကိုယ်အတွင်းကဖြစ်ပေါ်တဲ့ဓာတ်တို့ဆက်ညီမှုအောက်ဆီဒေးတစ်စတရက်တွေကြောင့်နေစဉ်နေမြာပျက်စီးမှုတွေရာနဲ့ချီဖြစ်ပေါ်နေပါတယ်ခန္ဓာကိုယ်မှာဒီပျက်စီးမှုရဲ့ DNA တွေကိုပြုတ်ပြင်းနေတဲ့စနစ်တွေရှိပေမဲ့ချိန်ကြာလာနဲ့မြာဒီစနစ်တွေဟာထိရောက်မှုနည်းပါးတာပါတယ်ဒါကြောင့်ပျက်စီးမှုရဲ့ DNA တွေဟာတဖြည်းဖြည်းစုပေါင်းလာပြီးဆဲတွေလှုပ်ဆောင်နေတဲ့အကြောင်းကိုထိခိုက်စေပါတယ်ဒီလိုပျက်စီးမှုတွေများလာတာကင်ဆာလိုရောဂါတွေနဲ့လည်းဆက်ဆက်နေပါတယ် ခဲလုံမီရတူတော်ကြီးနဲ့ DNA ပြည့်စုံမှုတွေကြောင့်ဆဲတွေဟာပုံမှန်အတိုင်းမပေါ်နိုင်တော့ပဲ။အုံမင်းတို့အရလေကျွန်တော်ပြောခဲ့ပြီးပါပြီ။ဒီဆဲအိုတွေကခနာကိုယ်ထဲမှာဆက်ရှိနေပြီးပုံဝင်ကဆဲတွေကတိကျစေနိုင်တဲ့ဓာတ်ရုပ်ပစ္စည်းတွေထုတ်လွှင့်ပါတယ်။ဒီဆဲအိုတွေစုပုံလာတဲ့အခါတ िश ူးတွေနဲ့အင်္ဂါစိတ်ပိုင်းတွေလုံးဆောင်ချက်တွေရောကြလာပြီးအုံမင်းရောခြင်းနဲ့ဆက်ဆက်တဲ့နှလုံးရောဂါစီးကျူစတဲ့ရောဂါတွေဖြစ်ပွားစေပါတယ်။ပရိုတင်းဟာဆဲတွေလုံးဆောင်ချက်တိုင်းမှာရေးပါတဲ့မော်လီကျူးတွေပါ ုံမဲလာနေမြတ်ပျက်စီးနေရပရိုတင်းတွေကိုဖျက်ရှားပေးနိုင်တဲ့စနစ်တွေအားနေလာပြီးပုံမှန်မဟုတ်တဲ့ပရိုတင်းတွေဟာဆဲရီထဲမှာစုပုံလာပါတယ်။ဒါကအဲဆိုင်မယောဂါလိုအိုင်ယောဆိုင်ရာယောဂါတွေမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ပုံမဲလာနေမြတ်ဒီဆွဲရင်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကနေထွက်လာတဲ့ NL ရှိတဲ့ဓာတ်ပစ္စည်းတွေဟာမိုက်ထိုကွန်ဒရီယာတွေကိုပျက်စီးစေပါတယ်။ဒါကြောင့်ဆဲရီဆွဲရင်ထုတ်လုပ်မှုကရော့ကျလာပြီးအားရနေပါလာပါတယ်။နောက်ဆုံးအနေနဲ့ခန္ဓာကိုယ်စနစ်များရဲ့လှုပ်ဆောင်မှုရော့ကျခြင်းပါ။ အသက်ကြီးလာနေမြတ်ကျွန်တော်ရဲ့ကိုယ်ခန္ဓာစနစ်ဟာအားနဲ့လာပြီးယောဂဘိုးတွေကိုကောင်းကောင်းမတိုက်ထွန်းနိုင်တော့ပါဘူးဟော်မုန်းထုတ်လုပ်မှုတွေရော့ကျလာသလိုပျက်စီးနေတဲ့ tissue တွေကိုအစာထိုးပြည့်ပြည့်မိနိုင်တဲ့ပင်မဆဲတွေရဲ့အရေးအတွက်နဲ့လှုပ်ဆောင်လန်းစန်းတွေကလည်းနှေးပါလာပါတယ်ဒီအချက်တွေအားလုံးဟာခန္ဓာကိုယ်ရဲ့ပြည့်ပြည့်နိုင်စန်းကိုရော့ကျစေပြီးဦးမင်းခြင်းကိုအချိန်မြင့်နေပြီးပါတယ်ဒီဇီဝဗီရာဆိုင်ရာကန့်သတ်ချက်တွေအားလုံးဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုအချိန်မြေထာဝရအသက်မရှင်နိုင်အောင်ကန့်သတ်ထားပါတယ် ဒါပေမဲ့အခုလက်ရှိမှာတော့ထာဝရသက်ရှင်ကြီးနီလောင်းကိုရှာဖွေမတွေ့ရှိသေးပေမဲ့အနာဂတ်မှာလူသားတွေရဲ့အသက်ကိုကျန်းကျန်းမာမာနဲ့ကြာရှည်စွာဆက်ဆံထားနိုင်မယ့်အလားအလာကိုတွေ့ရှိထားပါတယ်။ဟာဖတ်တက်ကသူစေပညာသက်ပညာမှာပေါမခဒေးဗစ်စင်ဂလေဥဆောင်တဲ့သူတင်နာအဖွဲ့ဟာဦးမင်းကြီးဖြစ်စဉ်ကိုတွန်းလှန်နိုင်တဲ့နီလာနေကိုလေ့လာနေတာဖြစ်ပြီးမကြသေးခင်ကပဲ epigenetic reprogramming နည်းပညာကိုအသုံးပြုပြီးကြွက်ဦးတွေကိုပြန်လည်မြုပ်ပြလာအောင်ပြင်ပြနိုင်ခဲ့ပါတယ်။စမ်းသက်ခံကြွက်တွေဟာပြင်မတဲ့တန်ရငယ်သွားမှဟုတ်ပဲမျက်စိမောင်လာမျက်လာပျက်စီးရတွေကိုပါပြန်ကောင်းစေခဲ့ပါတယ်။အုံနောက်တီရှူတွေအောင်ကျော်ရဲ့ပြန်လည်မြုပ်ပြလာပြီး ိုရင်းရက်သားတွေအကောင်းလာကပုံမိုလှောက်ဆောက်လာနိုင်ပြီးဆဲတွေနဲ့တီရှူးတွေရဲ့မော်လီကျူးအဆင့်မှာပါငရေစင်ကအတိုင်းပြန်လဲဖြစ်ပေါ်လာပါတယ်။ Alpha, Soft 2နဲ့ Kila 4ဆိုတဲ့သုံးမျိုးဆက်ဗီဇာနဲ့တူ Epigenetic Reprogramming လုပ်လိုက်တာကြောင့်ဆဲတွေဟာသူတို့ကိုယ်တိုင်ပဲအတတ်ငယ်စဉ်အတိုင်းပြန်လည်နှုတ်ပြသွားပြီးဒီဖြစ်ရကြောင့်ဗီရက်ဆိုးကျိုးကင်ဆာဖြစ်မှာကိုလည်းစိုးရင်ပုံမလိုဘူးလို့ဆိုထားပါတယ်။လက်ရှိမှာဒီနည်းပညာဟာကြွက်တွေမှာဆန်းသပ်အောင်မြင်ခဲ့ပြီဆိုရင်လည်းလူတွေမှာ Baking နဲ့ဆန်းသပ်အသုံးပြုနိုင်မှုပြန်လည်လေ့လာဆန်းစစ်မှုတွေလုပ်ရအောင်ပါ။ဒီနည်းပညာသာလူသားတွေပေါ်ဆန်းသပ်အောင်မြင်ခဲ့ရင် ကျွန်တော်တို့ကထာဝရအသက်ရှင်နိုင်ခြင်းထက်ဟက်စပန်ကိုတိတိတသာတိုးမြင်ပြီးလူသားတွေရဲ့အသက်ကိုကြာရှည်စွာဆက်ဆံနိုင်မှာပဲဖြစ်ပါတယ်။ကဲဒီနေ့မှာတော့အနာဂတ်မှာလူသားတွေထာဝရအသက်ရှင်လာနိုင်တော့မှလားဆိုတဲ့အကြောင်းအရာနဲ့တူကြွက်အူတွေကိုပြန်လည်ညွှန်ပြအောင်ဆက်သက်အောင်မြင်ခဲ့တဲ့အကြောင်းတိဆက်ပေးသွားတာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိရှိရှိပေးခဲ့ကြတဲ့ပရိသတ်တယောက်ရှင်းစီတိုင်းအောင်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။